ဂရိတ်ဝေါ်ဥတည်မောင်ဟာသူ့ကိုလောက်ကင်ခွင့်ပေးထားတဲ့စကိုင်းတိုင်းတွေကတတော်ဧကပေါင်း၈သိန်းကျော်ကို နှစ်အပိုင်းရှားလေးအတွင်းမှာပဲပြောင်းထွက်သွားအောင်လုပ်ပစ်လိုက်သူဖြစ်ပါတယ်။ဥတည်မောင်ဟာအနာကြီးယောဂသေးပိုင်းမြေဧက၂၀၀ကျော်ကိုစစ်အစိုးရနဲ့ကျမကြီးဝင်ကြီးဌာနနဲ့ပေါင်းပြီးတင်လိုက်တဲ့အထိ Great Wall Company လို့ဆိုလိုက်ရင်မြန်မာနိုင်ငံမှာတော့မသိသူမရှိလောက်အောင်ပါပဲ။အထူးသဖြင့်မြန်မာပြည်အထက်ပိုင်းကလူတွေပိုသိတဲ့အမည်နာမတစ်ခုလည်းဖြစ်ပါတယ်။နာမည်ကောင်းတဲ့ကြော်ကြားတာမျိုးတော့မဟုတ်ပါဘူး။နာမည်ဆိုးတဲ့ကြော်ကြားတာဖြစ်ပါတယ်။နာမည်ဆိုးတဲ့ကြော်ကြားတဲ့အဲ့ဒီကုမ္ပဏီရဲ့နောက်ကွယ်ကဥဆောင်ရှုပ်ကိုင်နေသူတွေကတရုတ်လူမျိုးတအူးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အာဏာမသိမ်းခင်ကရခိုင်နဝတအစိုးရလက်ထက်တရုတ်နယ်စပ်တလျှောက်အထူးဒေသတွေဖွဲ့ငိမ့်ငံရေးအတွက်ဆိုပြီးမှတ်ပုံတင်နေလုပ်ပေးတဲ့အချိန်မှာတရုတ်နိုင်ငံသားတယောက်ဖြစ်တဲ့လီဆန်းရှင်းဟာဥတည်မောင်ဆိုတဲ့မြန်မာနိုင်ငံသားတအုပ်ဖြစ်လာခဲ့ပါတယ်။ဒါဟာ Great Wall Company ရဲ့အစပါပဲ။လီဆန်းရှင်းလို့အမည်ရတဲ့ဥတည်မောင်ဟာစစ်အစိုးရလက်ထက်မှာခရိုနီတယောက်ဖြစ်လာခဲ့ပြီး ်စစ်အစိုးရလက်ထက်လေယာဉ်မြေပေါင်းများစွာနဲ့တစ်တောတွေကိုအပြောင်ရှင်းခဲ့သူတယောက်ဖြစ်ပါတယ်ဥတည်မောင်ရဲ့ဂရိဝေါ်ဟာအစပိုင်းမှာမန္တလေးတိုင်းမှုနဲ့ပေါင်းပြီးမန္တလေးမှာလောက်ွက်ပေါင်းများစွာရခဲ့ပါတယ်။စကိုင်းတိုင်းတွေကတစ်တောဧကပေါင်းများစွာကိုကြံဆိုင်ပြုံးမြေအဖြစ်တည်ယူရခဲ့တဲ့နောက်ပိုင်းမှာဥတည်မောင်ရဲ့ဂရိဝေါ်ဟာရှေလန်းကျဲလာပါတော့တယ်။တစ်တောတွေကထွက်လာတဲ့တစ်တေနဲ့ငွေကြေးအမြောက်အများရခဲ့တဲ့ဥတည်မောင်ဟာ မန္တလေး88လမ်းမကြီးပေါ်ကရထားပိုင်မြေပေါ်မှာစီမံကိန်းအကြီးစားတစ်ခုကိုထပ်ရှယ်ပါတယ်။အဲ့ဒီမြေဟာရထားပိုင်မြေဆိုပေမဲ့စီပင်ကတင်ထားတာဖြစ်တာမို့မန္တလေးမြို့တော်စီပင်တရားရေးကော်မတီနဲ့လဝါချင်းရိုက်ပြီးတင်လိုက်တဲ့သဘောပါပဲ။ခွင့်ပြုစီမံကိန်းကလူနေဆိုင်ခန်းတွေဖြစ်ပေမဲ့တကယ်တမ်းမှာ Great Wall Hotel တော်ဝင်နှင်းစီဆေးရုံနဲ့တခြားတံမိုးကြီးအင်ယာတွေဆောက်လုပ်ခဲ့ပါတယ်။ တူပိုင်ဟိုတယ်ရဲ့အနောက်ဘက်ကရေမြောင်းကိုကွန်ကရစ်နဲ့အသေးပိတ်ပြီးကျူးကျော်ထားတာမို့ငွေတရှောင်းမြောင်းကနေဂရိတ်ဝေါ်မြောင်းလို့နာမည်အသစ်တွင်သားတဲ့အထီးလောက်ခဲ့သူဖြစ်ပါတယ်။ဒီလောက်ရက်တွေကြောင့်မြို့တော်ဝင်ကစေးရုံကိုတင်းယူခဲ့ပေမဲ့တိတ်မကြခင်မှာပဲတရားလွတ်တော်ကြုံရုံကဒီလိုတင်းစီတာဟာတရားဥပဒေနဲ့မညီညွတ်ဘူးလို့ဆိုပြီးစေးရုံကိုပြန်ပေးခဲ့ပါတယ်။ မန္တလေးလိုမြို့ကြီးရဲ့အထင်ကရနေရာမှာခွင်ပြူမိတ်ထက်ကျော်လွန်ပြီးစိတ်တိုင်းကျထင်သလိုဆောက်လုပ်ခဲ့တာဖြစ်ပေမဲ့အဲ့ဒီအချိန်ကအာနာလက်ဝယ်ရှိတဲ့တာဝန်ရှိသူတွေဘယ်သူမှမတားဆီးနိုင်ခဲ့ကြပါဘူး။ဒါကိုထောက်ရှင်းကြည့်မယ်ဆိုရင်ဂရီဝေါဥတင်မောင်ရဲ့ပေါရောက်မှု အတိုင်းဒါကိုခံမှန်းနိုင်ပါတယ်။ဒါအပြင်16နှစ်ကျော်ကြာအောင်အခွန်တန်းဆောင်မှုပြုလုပ်ခဲ့တဲ့ အမှုမှလည်းဘလို့ကပဲပုံဖြစ်တယ်မသိရပေမဲ့လွတ်အောင်ရှောင်ခဲ့ပြပါသေးတယ်။ အရှောင်အတိန်ကောင်းလွန်လှတဲ့သူကိုမန္တလေးတိုင်းဒေသကြီးအစိုးရကိုအိတ်ထောင်ထဲထည့်ထားသူလို့ပြောဆမှတ်ပြုရလာအောင်မန္တလေးမှာသူ့ရဲ့စီးပွားရေးအင်ပါယာကကြီးမားလွန်ပါတယ်အင်ပါယာကဘလောက်ထိကြီးမားတယ်လဲဆိုရင်စကိုင်းတိုင်းအတွင်းတကောင်ထိကြကတာရွှေကူစတဲ့မြို့နယ်တွေမှာမြေအေက၄သိန်းကျော်ကိုအတားလေးအိတ်ထောင်နဲ့ထည့်ထားနိုင်ခဲ့တဲ့သူပါ ဒီလိုအကြမ်းတိလိုက်စားမှုတွေတပုံကြီးနဲ့ခရိုနီကို2023မှာတမရဥသိမ့်စိန်က နိုင်ငံစွမ်းဆောင်ရည်စုပေးအပ်ခဲ့လို့ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။အဲ့ဒီတုန်းကဂုံပြူစုရရှိသူအများစုဟာဥတည်မောင်နဲ့မရှာနာတဲ့ခရိုနီတွေပဲဖြစ်ပါတယ်။ Great War ဥတည်မောင်ဟာသူ့ကိုလောက်ကင်ခွင့်ပေးထားတဲ့စကိုင်းတိုင်းတွေကတတော်ဧကပေါင်း၈သိန်းကျော်ကိုနှစ်အပိုင်းရှားလေးအတွင်းမှာပဲပြောင်းထွက်သွားအောင်လုပ်ပစ်လိုက်သူဖြစ်ပါတယ်။ ထီချိုင်မြို့မောင်ကုံကျေးရွာမှာ Great Wall တကြားဆက်နဲ့တေအလျှော့တဲ့ဆက်ယုံဆောက်ထားပြီးတယံစာရတင်တာမကဒိသခန်တွေစီကပါ ကုတ်သွေးစုပ်အမျက်ထုံနေတာဖြစ်ပါတယ်။ Great Wall ဥတည်မောင်ဟာကတာနဲ့ထီချိုင်ကြားမှာနီကယ်ဆက်ယုံဆောက်လုပ်ထားပါတယ်။ဒီဆက်ယုံအတွက်တိသက်မဟာတက်အားလိုင်းတလိုင်းတွေ့တန်းပေးရတဲ့အထိစစ်အစိုးရအတိုင်းဝိုင်းအတွင် ပေါက်ရောက်ခဲ့သူဖြစ်ပါတယ်။ တရားထုတ်လုပ်ဖို့အတွက်ကြံစားရန်ဆိုတဲ့အကြောင်းပြချက်နဲ့သခိုင်းကတစ်တော်တွေကိုအကြိုက်ခုတ်ခဲ့တာတင်မကဘူးထီချိုင်းမျိုးနဲ့မောင်ကုံကျေးရွာအုပ်စုထဲမှာတရားထုတ်လုပ်တဲ့ဆက်ယုံအရရှက်ဆက်ယုံနဲ့တစ်ပားလွာဆက်ယုံတွေတိစောက်ထားပြီးအေယာဝတီမြစ်ထဲကိုရေစိုးထုတ်လုပ်မှုတွေရှိတယ်လို့လည်းဆိုကြပါဗျာ 2015ခုနှစ်တုန်းကမြန်မာနိုင်ငံမှာဟိုးလေးတကျော်ဖြစ်ခဲ့တဲ့တရုတ်နိုင်ငံသားတွေကလိမ်ပိုင်းဆိုင်ရာတရားမဝင်ခွဲစိတ်စည်းကမ်းဖွင့်ဖို့ကူညီတယ်လို့နာမည်ထွက်ပေမဲ့အမှန်တကယ်မှာတော့သူ့ရဲ့တော်ဝင်နှင်းစီစေယုံကနေလက်ခွဲအဖြစ်တရုတ်နိုင်ငံသားတွေကိုခေါ်ယူဖွင့်လှစ်တာဖြစ်တယ်ဆိုတဲ့ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်ဒီအမှုမှာဥတည်မောင်ဟာကျမရေးကိစ္စနဲ့ခီးသွားနေတဲ့ဆိုပြီးအထောက်အထားတွေတင်ပြခဲ့တာကြောင့်တရားစွဲဆိုခံရမှုကနေကင်းလွတ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာဥတီမောင်ဟာအမန်တကယ်ခရီးထွက်သွားခဲ့တာဖြစ်ပေမဲ့စင်ကာပူမှာစီးစိမ်အပြည့်နဲ့နေထိုင်ရှောင်တိန်ခဲ့တာဖြစ်တယ်လို့ဆိုကြတယ်လို့မန္တလေးမှာပဲရှိနေခဲ့တဲ့ဆိုတော့သတင်းတွေလည်းရှိနေပါတယ်ဦးတင်မဟာအင်အားကြီးုံတင်မကပါဘူးရက်ဆက်လုံးတို့လည်းဖြစ်ပါတယ်မန္တလေးတိုင်းမန္တရာမြို့နယ်က အနာကြီးယောဂသေးပိုင်းမြေအေက200ကျော်ကိုစစ်အစိုးရနဲ့ကျမရေးဝင်ကြီးဌာနနဲ့ပေါင်းပြီးတင်လိုက်တဲ့အထိစိုးဝါးရက်ဆက်ခဲ့တာကြောင့် NLD အစိုးရလက်ထက်မှာမန္တလေးတိုင်းဒေသကြီးဝင်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကအခမ်းအနားနဲ့တကွပြန်လည်ဆွတ်လွတ်ပွဲပြုလုပ်စေခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုလှုပ်ဆောင်နိုင်မှုဥတည်မောင်နဲ့အများကြီးညီနောင်ပြောဆိုခဲ့ရတဲ့ဆိုတဲ့သတင်းတွေလည်းရှိခဲ့ပါတယ်။ ဂရိတ်ဝေါ်နဲ့ပတ်သက်တဲ့မကောင်းသတင်းတွေတရားစွဲဆိုမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပေမဲ့သူကတော့လူမြင်ကွင်းကနေပျောက်ရှက်သာကောင်းနေခဲ့ပါတယ်။လူကပျောက်နေခဲ့ပေမဲ့2019မှာမြန်မာနိုင်ငံရဲ့လျှက်စစ်စွမ်းရည်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ဇီဝလောင်စာနဲ့လျှက်စစ်ထုတ်နိုင်တဲ့ biomass energy စက်ရုံတွေတည်ထောင်မယ်ဆိုပြီးသတင်းလွှင့်ခဲ့ပြန်ပါတယ်။ အာနာသိန်းကနေ2021ဇန်နဝါရီ22ရက်မှာတော့စကိုင်းတိုင်းတွေကလေယာဉ်မြေတချို့ကိုလှူဒန်းမယ်ဆိုပြီးဘွားကနေပေါ်လာပြီးတဲ့နောက်မကြခင်မှာပဲအာနာသိန်းမှုဖြစ်လာခဲ့တော့တာပါပဲဒါကဆက်ဆက်မှုရှိမရှိမပြောနိုင်ပေမဲ့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာတော့နာမည်ပျောက်သွားတဲ့ခရိုနီတူးလို့ပြောရင်လည်းမမှားပါဘူးအာနာသိမ့်ပြီးနောက်ပိုင်းမှာဥတင်မောင်ကိုစစ်ကောင်စီကဖမ်းဆီးစစ်ဆေးတဲ့ဆိုတဲ့အတန်တွေလည်းရှိပေမဲ့အတည်ပြုလို့မရခဲ့ပါဘူး ညီတို့ပင်ဆိုစေလီစန်းရှင်းခေါ်ဥတည်မောင်ရဲ့လက်တံတွေဟာမြမပြီမှာနက်နက်ဆိုင်ဆိုင်အမြင့်တွေနေစေဖြစ်ပြီးတယံဇာတတွေလူအခွင့်အရေးတွေနဲ့တဘာဝပတ်ဝန်းကျင်အပေါ်ကုတ်သွေးစုပ်အမျက်ထုတ်နေတုံးပဲဆိုတာကိုတော့မေ့မထားစေချင်ပါဘူး